ကျမတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ24ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရံပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမဆုံးတင်ဆက်ပေးတင်တာကတော့မေအောင်လိုက်နဲ့စစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်တချို့ကိုပေးတင်ပို့ခွင့် license permit များချထားပေးပြီးစစ်တပ်ကတူကောင်းပြုခဲ့ကြောင်းတင်ဆက်ပေးပါမယ် အကြံဖတ်စစ်ခေါင်းဆောင်မေအောင်လိုင်းနဲ့စစ်တပ်ကိုထောက်ခံတဲ့အမှုပညာရှင်တချို့ကိုပယ်တင်ပို့ကွင့်လိုင်စင်ပါမစ်များချထားပေးပြီးစစ်တပ်ကသူကောင်းပြုကြောင်းပြည်ပကိုပယ်တင်ပို့နေတဲ့ကုန်တက်တူကပြောဆိုပါတယ်အကြံဖတ်စစ်တပ်ကပြုတ်လုတဲ့ပွဲလန်းတပင်းများမေအောင်လိုင်းရဲ့ပြည်ပခီးစင်မှပြန်လာတဲ့ကြိုးစိုးပွဲတွေကိုတက်ရောက်တဲ့ရုပ်ရှင်မင်းသမီးစုမြတ်သူစားအပါအဝင်အမှုပညာရှင်တချို့ကိုစစ်တပ်ကပယ်တင်ပို့ကွင့်ပြုတဲ့ပါမစ်များချထားပေးကြောင်း အဆိုပါမြို့ပညာရှင်တချို့က၎င်းတို့ရရှိတဲ့ပဲတင်ပို့ခွင့်ပါမစ်တွေကိုပြပတ်တို့ပဲတင်ပို့မဲ့ကုန်တယ်များထံကိုပြန်လည်ရောင်းချခြင်းဖြင့်ငွေသားများရရှိကြကြောင်းသိရှိရပါတယ်။စိုးမြတ်သူစားဆိုရင်လည်းပဲတင်ပို့ခွင့်ပါမစ်တန်ချိန်ထောင်ကနန်းရတယ်။အဲဒါကိုကျွန်တော်တို့ကုန်တယ်တွေကပြန်ကောက်တယ်ပါမစ်ကိုပြန်ရောင်းပြီးငွေဖော်တာပေါ့လို့ပြပတ်ကိုပဲတင်ပို့နေတဲ့ကုန်တယ်တအူးကဆိုပါတယ်။အချက်ပါစစ်တပ်ကစစ်အာဏာသိမ်းပြီးနောက် တွင်းကုံနဲ့ပုံကုံများကိုပါမင်များတင်းကျပ်လိုက်ပြီးနိုင်ငံသားငွေသုံးဆွဲမှုကန့်တကာပါမင်တွေကိုအခွင့်ထူးကံဖြင့်စစ်တပ်နဲ့ခရိုနီအတိုင်းဝိုင်းမှာအလွယ်တကူရရှိငွေဖော်စေနိုင်တဲ့ပစ္စည်းတစ်ခုဖြင့်ကြားကန်သုံးဆွဲလာကြောင်းသိရှိရပါတယ်။လက်ရှိမှာမင်းသားနေအောင်ရန်အောင်ဇင်းရမမောင်ခက်စီတူမေတင်စာဦးဒိန်းတောင်အုံတီကျော်ကျော်နန္ဒအပါဝဲအမှုပညာအတိုင်းဝိုင်းမှာ စစ်တပ်ကိုထောက်ခံယူတာမကတော့ပဲကြက်ဖို့ပါတီရဲ့မဲဆွေစည်းရုံးကြီးလှုပ်ရှားမှုတွေမှာပါတက်တက်ကြွကြွပါဝင်လာကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့နေရီကန်ကိုပို့တမစစ်ကူများပြည်စုံနဲ့ထွက်ပြေးမှုများရှိနေတဲ့အတွက်တောင်ခမ်းပြန်ပုံမှုချုပ်ကိုတိုင်စီယုံရေးစင်းကစစ်ကူဆက်လက်ပို့နေခဲ့ကြောင်းတင်ဆက်ပေးပါမယ် စစ်ကော်မရှင်တပ်တွေပိတ်မိနေတဲ့မကွေးတိုင်းပရင်တက်နေမှာရှိတယ်။နေရီကန်ဘျူဟာဂုံးကိုပို့သည်မစစ်ကူအင်အားပြုံးတီးပြီးထွက်ပြေးမှုများရှိနေတဲ့အတွက်စီယုံရေးဆင်းရတဲ့အခြေအနေကိုရောက်ရှိနေကြောင်းသိရှိရပါတယ်။နောင်ချုံမြို့နယ်တောင်ခမ်းအမြောက်တပ်များတိုက်ပွဲမှာမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ဗိုလ်မှူးချုပ်နိုင်ဦးကိုတိုင်အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မဆက်ခကိုတုံညာ၅ကိုလာရောက်ပြီးနေရီကန်ကိုပို့မဲ့စစ်ကူမြောက်ကိုထွက်မပြေးကြဖို့စီယုံရေးဆင်းနေကြောင်းသတင်းရင်းမြစ်များထံကနေသိရှိရပါတယ်။ နေရီကန်နီကြီးရွာများနဲ့နေရီကန်ကိုတက်တဲ့လမ်းကြောင်းနှစ်ခုလုံးမှာအာရခတ်တက်တော် A နဲ့စစ်ကော်မရှင်တက်တို့တိုက်ပွဲများနေ့စဉ်ညီပါဖြစ်ပွားလျက်ရှိပြီးပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကမဆခ9တုံညာကအတွင်းမှနေ၍အင်အားအပြည့်နဲ့အရက်3ကန်900ဟာဇင်ပြတ်မှတစ်ဆင့်နေရီကန်ဘက်ကိုလမ်းဟောင်းတိုက်တက်သွားကြောင်းသိရှိရပါတယ်စစ်ကော်မရှင်တက်ဟာဒီမနေ့နိုဝင်ဘာလ23ရက်နေ့မနက်7:00နာရီချိန်ခန့်မှာစတင်ပြီးအမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်မဆခ9တုံညာ9ရက်မှနေပြီး လက်နက်များနဲ့ပစ်ခတ်မှုများစတိုက်ပြုလုပ်ခဲ့ကာယင်းနေ့မှာပင်မဆခ9တုံညာကအတွင်းကိုအရက်3ကား3စီးအင်အားပြည့်ဝင်ရောက်တက်ဖြည့်ထားကြောင်းဒေသခံများထံကနေသိရှိရပါတယ်။ပသိမ်မုံရွာလမ်းပေါ်ကန်တုတ်လမ်းစုံစူပတောင်ကြေးရွာအနီးမှာအင်အား40ခန်းနဲ့လှုပ်ရှားနေတဲ့စစ်ကော်မရှင်တပ်ဆက်လက်အခြေပြုလျက်ရှိပါတယ်။စစ်ကော်မရှင်ဟာနေရီကံပြော်ကုန်းအတွင်ပိတ်မိနေသူတွေထံကိုရိတ်ခါနဲ့ခင်းရန်ပုံနိုင်ရအတွက်မြေပြင်စစ်ကြောင်းပြင်လေကြောင်းပါအတုံးပြုတ်ခဲ့ပေမဲ့လည်းထိရောက်မှုမရှိကြောင်းသိရှိရပါတယ်။ ချို့တူပစီကြီးရော်နဲ့ကိုကြီးကြီးရော်အနီးတို့မှတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးစစ်ကော်မရှင်ပို့တမြန်စစ်ကူရီယာကိုကြီးကိစခန်းကိုမကျော်နိုင်ပဲကြပြတ်တိုက်ခိုက်ခံနေရကြောင်းသတင်းရှင်များထံကနေသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးတင်တာကတော့ကျန်းစုမြို့နယ်မှာအစီကနစီနဲ့လက်နက်ခဲယများတင်ဆောင်လာတဲ့ရဲနဲ့ပြူစောတိတွေကိုကြားဖြတ်တိုက်ခိုက်မှုငါဦးတေဆုံးခဲ့ပြီးတုံးအရှင်ဖမ်းမိက60မမလက်နက်ကြီးတစ်လက်နဲ့ခဲယများတင်စေရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းကျွန်းစုမြို့နယ်မှာအိမ်စည်းကားနှစ်စီးနဲ့လက်နက်ခဲယမ်းများတင်ဆောင်လာတဲ့ရဲနဲ့ပြူစောတိတွေကိုကြားဖြတ်တက်ခဲရမှာ၅ဦးသေဆုံးခဲ့ပြီး၃ဦးအရှင်ဖမ်းမိက60မမလက်နက်ကြီးတစ်လက်နဲ့ခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်းကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူတဦးကဆိုပါတယ်။နိုဝင်ဘာလ23ရက်နေ့မနက်9:00ခန်းမှာကျွန်းစုမြို့နယ်ဖះရထွက်ကြီးရွာဘက်မှပိတ်တိုင်ကြီးရွာပြူစောတိစခန်းဘက်ကို လက်နက်ခဲယမ်းများတေဆောင်လာတဲ့အိမ်စည်းကားနှစ်စီးကိုတော်လန်ကြီးတပ်ဖွဲ့တွေကရမုံကျေးရွာအနီးကားလမ်းပိုက်တနေရာမှာကြာဖြတ်တိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ရင်တိုက်ခတ်မှုအတွင်မှာပြူစောတီနဲ့ရဲများကားပေါ်မှာဆင်းပြေးစင်းမှာတော်လန်ကြီးတပ်တွေကဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ပြူစောတီအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကခဲမိုင်းချောင်းအတွင်ပြုတ်ကျခဲ့ကြောင်းတိုက်ပွဲအတွင်ပြူစောတီနဲ့ရဲများအပါအဝင်၅ဦးသေဆုံးပြီး၂ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ တိုက်ခိုက်မှုအထက်မှာ၎င်းတို့ကကြံရိတ်ခဲ့တဲ့ကားပေါ်မှာ60မမမော်တာပြောင်းတစ်ခု60မမဘုံကားလုံး9မမကြီး38တောင်းနနတိလက်ပစ်ဘုံနှလုံးဦးစီးကြီးပေါင်းနှစ်ခုဓမြောက်တစ်ချောင်းဖုန်းတစ်လုံးနဲ့ပြူစော့တီယူနီဖောင်းတစုံတို့ကိုတင်စေရရှိခဲ့ကြောင်းသိရှိရပါတယ်ဒါအပြင်တိုက်ပွဲအတွင်းမှာရင်မောင်းတအုပ်နဲ့ပြူစော့တီအဖွဲ့ဝင်ဟောင်းနှစ်ဦးကိုလည်းအရှင်ဖမ်းမိပြီးစစ်ဆေးမှုများဆက်လက်လှုပ်ဆောင်နေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကျိုးစုမြို့နယ်အတွင်းမှာရှိတဲ့မင်းအောင်လိုင်းဘက်တော်သားများအားလုံးပြည်သူနဲ့အတူပူးပေါင်းဖို့အချိန်တန်ပြီးဖက်စစ်မင်းအောင်လိုင်းအတွက်အသက်တွေအသေးမခံကြပါနေတော့လို့ပဲပြောချင်ပါတယ်။သူတို့လက်နက်ခဲယံတင်လာတဲ့ကားကပြည်သူကားဆိုတော့မီးရှို့ဓာတ်တွေတော့မလုပ်ခဲ့ဘူး။ကျွန်တော်တို့ကားကိုဒီတိုင်းထားပြီးဆုတ်ခွာခဲ့ပါတယ်။ကားကလည်းမောင်းလို့မရတော့ဘူးလို့ကျိုးစုမြို့နယ်ပြည်သူကားကွေးအဖွဲ့ပကဖမတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့နဲ့ဗိတ်ခရိုင်ပြည်သူ့ကာကွယ်အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ခင်ဦးမှာအင်အား180ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား80ဝန်းကျင်တေဆုံးပြီးအလောင်းများခြံရစ်ကစစ်ကြောင်းဆုတ်ခွာထွက်ပြေးခဲ့ပြီးလက်နက်26လက်နဲ့ခရဲများသိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းခင်ဦးမြင့်နဲ့အတွင်းစစ်ကြောင်းထိုးနေတဲ့အချမ်းဖတ်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရမှာစစ်ကြောင်းတစ်ခုလုံးပြက်စီးသွားပြီးစစ်သား80ဝန်းကျင်သေဆုံးခဲ့ကလက်နက်29လက်နဲ့ခရဲများတင်ဆက်ရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြင့်နဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဒီမှာနေနိုဝင်ဘာလ23ရက်နေ့မွန်လယ်12နာရီခန့်မှာခင်ဦးမြင့်နဲ့မုံနာကြေးရွာအတွင်းလေးရအကြာယာယီတပ်ဆွဲအထိုင်ချထားတဲ့အချမ်းဖတ်စစ်တပ် ပြင်ထောင်ပြူစောတိကြီးရွာကိုအင်အား180ခန်းနဲ့ထွက်ခွာလာစဉ်တော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အလောင်းတွေက60နဲ့80ကြားလောက်တော့ရှိမယ်။လေခွင်းထဲမှာမတအလောင်းတွေကျန်နေကြတာဆိုတော့အဲ့ဒီလောက်ရှိနေမယ်။အခုထိလေတွေတဲ့ကတင်းကျိုးတွေထဲမှာအလောင်းတွေရှိနေသေးတယ်။မရှင်းလင်းရသေးဘူး။တိုက်ပွဲဖြစ်တဲ့နေရာကနေမုံလရွာတဲကိုပြန်ဆုတ်သွားတာ လက်ရှိချိန်ထိမုံလရွာထဲမှာပဲရှိသေးတယ်။လေကြောင်းကနေစုဆိုင် drone တစ်စီးနဲ့ jet fighter တစ်စီးတိုက်ပွဲဖြစ်တဲ့နေရာလာချသွားတယ်လို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူကပြောကြားပါတယ်။ရင်းတိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်တပ်မှစစ်သားအများအပြားသေဆုံးခဲ့ကစစ်ကြောင်းတစ်ကြောင်းလုံးတက်ပြတ်သွားပြီးမသားအလောင်းတွေကိုလည်းကောက်ယူခြင်းမရှိဘဲကစင်ကလျားနဲ့မုံလရွာတွေကိုစုခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။တိုက်ပွဲအတွင်းမှာအကြံဖတ်စစ်တပ်မှငကြင်းမီတလက် MA1 ဆယ်လက် MA2 သုံးလက် B160 မမကွန်မန်ဒိုစင်ပြောင်းတလက် MA3 သုံးလက် MA4 တလက် G3 လေးလက် MAS စနိုက်ပါတလက် M1 ၅လက်နဲ့ဆက်ဆက်ကြီးခေရန်အစုံအများပြတင်ဆက်ရမိခဲ့ကြောင်းသိရှိရပါတယ်။အချမ်းဖတ်စစ်တဲ့စစ်ကြောင်းဟာကမ်ဘလူးမြို့နယ်မှာနီဘူဟာ၃၃နှစ်ခမရ၁၁တဲကမ်ဘလူးပြူစောထီးများနဲ့ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းအဆိုပါတိုက်ခိုက်မှုကိုအမတ်နှစ်ရွှေဘိုခိုင်အမတ်၃တရင်ခင်ဦးမြို့နယ်ပကဖ တိုက်နေ1တိုက်နေ2တိုက်နေ3တိုက်နေ4တိုက်နေ5ပကဖများခင်ဦးမြို့နယ်ပလဖပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ကျွန်တော်တို့နေမြေရှင်းလင်းရေးကအကုန်မလုပ်ရသေးဘူးစစ်ခွေးတွေကလေရင်နဲ့ဘုံလာကျဲလို့တော်လိုင်းတပ်ဖွဲ့တွေပြန်ဆုတ်ထားရပါတယ်နေမြေရှင်းလင်းရေးလုပ်ပြီးမှပဲစစ်ခွေးတည်ဆုံစည်းကိုတည်ရပါမယ် မြေပြင်မှာစီရေးကဆက်လက်တင်းမာနေတုံပဲလို့ရှေ့တန်းစစ်မြေပြင်မှာရောက်ရှိနေတဲ့တော်လိုင်းရေးသတင်းရင်းမြစ်ကပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့လာရှုမှာယင်ထင်းရဲ53စလုံးကိုစစ်ဆေးခဲ့ပြီးယင်ထင်းရဲမှုမျိုးထက်ကတနက်ပစ်ဖောက်တဲ့ကိစ္စချင်းချုပ်ထားတဲ့အတွက်အမှန်မပြောရကြပဲယင်ထင်းရဲအုပ်အောင်ကျော်ဝင်နဲ့ဒုတကြက်အောင်ထီးကျော်တို့လည်း KDB နဲ့ဟိုင်းကမ်းများမှပျော်ပါနေပြီးငွေတောင်းကျန်းနေကြောင်တင်ဆက်ပေးပါမယ် လာရှူးယင်ထင်းရင်မှုမျိုးထိုက်စီကြောင်ပြီးတနက်ပြစ်ဖောက်မှုနဲ့ဇုံကုံဖွဲ့အစ်စ်ခဏရပြီးနောက်လာရှူးမြို့မှာရှိတဲ့ယင်ထင်းရဲ53စလုံးကိုစစ်ဆေးနေကြောင်းယင်ထင်းရဲတပ်ဖွဲ့နဲ့နှိစက်တဲ့တရင်ချင်းမြစ်ထံကနေသိရှိရပါတယ်။ယင်ထင်းရင်မှုမျိုးထိုက်ဟာပြီးခဲ့တဲ့အော်တိုဘားလ9ရက်နေ့ကလာရှူးမှာရှိတဲ့ KTV တခုမှာ K လို့ခေါ်တဲ့မူရစ်စီတမျိုးကိုအတုံးပြုတ်ပြီးအရက်တောက်ကလာရှူးရဲစခန်းဝင်းအတွင်မှာရှိတဲ့လိုင်းကမ်းမှာတရားမဝင်ကင်ဆောင်နေတဲ့ပစ္စတိုနဲ့တနက်၆ချက်ပစ်ဖောက်ခဲ့ကြောင်း ရင်ကိစားကြောင့်လာရှုပြည်နယ်ရဲမှုကိုတိုင်မျိုးထိုက်ကိုအချုပ်ထဲထည့်ခဲ့ပေမဲ့လည်းညရင်းချင်းအချုပ်ထဲမှာပြန်လွတ်လာတဲ့ကိစ္စလက်စားမှုကိစ္စများနဲ့ဇုံခုံဖွဲ့စစ်ခံရပေမဲ့လည်းလက်ရှိမှာလာရှုမျိုးနိုင်တာရှိနေစေဖြစ်ကြောင်းသတင်းရမြစ်တူကပြောပါတယ်။လာရှုကရင်တိန်တွေအလုံးအစ်စ်ခံရတယ်။မျိုးထိုက်ကချော့လိုက်ချော့လိုက်လှုပ်ထားတော့ဘယ်သူကမှအမှန်ကိုမပြောရကြဘူး။တနက်ပြစ်တဲ့ကိစ္စမျိုးထိုက်အချုပ်ထဲဝင်ရတဲ့ကိစ္စလက်စားတဲ့ကိစ္စတွေကရေစကန်တဲ့နေတဲ့သူတိုင်းအနည်းနဲ့အများသိပါတယ်။ သူပြစ်တဲ့ကြီးစံကစခန်းမှုအိမ်ရှိကမျက်နှာချက်ကိုမှန်ထားတဲ့အရာတောင်ရှိတယ်။ဒါပေမဲ့အမှန်ကိုဘယ်သူမှမပြောရတော့တည်အတိုင်းစစ်လည်းမပေါ်ဘူးပေါ့။မြို့ထက်ကရှင်းရှင်းပြောရရင်ရေးကြဖြန့်ပေးလို့၎င်းကဆိုပါတယ်။လာရှုရင်တင်းရင်းများအားလုံးကိုစစ်စစ်နေတဲ့ကိစ္စမှမှန်ကန်ကြောင်းလာရှုရင်တင်းရင်းများတဲ့မှာဒုတကြအောင်တီကျုံးနဲ့၎င်းရဲ့ဆရာဖြစ်သူရဲအုပ်အောင်ကျော်ဝေတို့မှဖန်ဆီးထားတဲ့ စနေပိန်ကားများမှကားပိန်အကောင့်တွေကိုဖြုတ်ကရောင်းစားပြီးအစုံများအစားထိုးထားခြင်းငွေလိုပါကတာဝန်ကြီးမဟုတ်ပဲမြို့ပတ်လမ်းကိုတွားကောင်ကာသမာများထံမှငွေညစ်တောင်းခံနေကြောင်းလာရှုမျိုးကန်တရင်ရှိမြစ်တူကပြောပါတယ်ဒုတက်ချက်အောင်ထီကျော်နဲ့၎င်းရဲ့ဆရာဖြစ်သူရဲအုပ်အောင်ကျော်ဝေတို့မှ KTV နဲ့ဟန်ကယ်များမှမူရစ်စီဝါသုံးဆွဲကပြောပါခြင်းစလော့ဂိန်းစော့ခြင်းများကြောင့်ငွေလိုခြင်းဖြစ်ကြောင်းယင်းတရင်ရှိမြစ်ကပြောကြပါတယ် လာရှိုးရင်ဒိန်းတွေအတော်အကျင့်ပြတ်ခြားစားပြီးမူရစ်စင်းနဲ့မိမကိစ္စတွေပါပါပါတယ်လို့၎င်းကဆိုပါတယ်။ရေအိုအောင်ကျော်ဝေရဲ့ဇကဝတ်မှာအင်းဝဖြစ်ပြီးဒုတက်ကျအောင်ထီးကျော်ရဲ့ဇကဝတ်မှာအင်ဂျင်ဖြစ်ကြောင်းသိရှိရပါတယ်။လာရှိုးမျိုးဟာစစ်ကောင်စီတင်းကျုံနေပေမဲ့လည်းနေစဉ်လိုလိုမူရစ်မှုခိုးဆုလူနိုင်မှုနဲ့ရစဝတ်မှုများသူပြောနေပြီးပြီးခဲ့တဲ့အော်တိုဘားလ26ရက်နေ့ညပိုင်းကပဲလူ3ဦးသေဆုံးသည့်အထိစစ်ကြောင်နေသူတဦးရဲ့ရင်တိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်။ လိုင်စင်မဲ့ဝတ်တောက်ကားများရောင်းဝယ်တဲ့ကားပွဲစားတန်းစီမံနယ်လာစင်ကြေကောက်ခံနေသူဖြစ်ပြီးအဲ့ဒီလိုလက်ယူထားတဲ့ငွေတွေနဲ့ပြင်းဥလွေမျိုးအထွတ်ပြင်းဥလွေမိုးကုတ်ကားလမ်းဘေးမှာနှစ်ထပ်တိုက်တလုံးဆောက်လုပ်ခဲ့ပြီးဖြစ်ကြောင်းလည်းနှီးဆက်သူများထံကနေသိရှိရပါရခင်ဗျာဟုတ်ကဲ့ပါခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချိန်တိုတွင် ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။